အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညူကောင်မောင်တို့မတွေကိုဆရာကြီးဒုံဝန်ရေးသားခဲ့တဲ့မာလာလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းငါးအနေနဲ့ကျွန်တော်ကိုချေတာမှဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာ ဒီမှာကျမပြောတာကိုကောင်းကောင်းနားထောင်ကြပါကျမမှာဆွေမရှိမျိုးမရှိဒီကောင်ကျွတ်ဆိုပေမဲ့ကျမကိုကိုကျမမပိုင်တဲ့ဘဝမှာရောက်နေလို့ရှင်ပြောသလိုအိမ်အောင်ပြုဖို့ကမလွယ်ဘူးပြီးတော့ကျမမှာတာဝန်တွေအများကြီးရှိတယ်တစ်ခါတစ်ခါကျမဘဝကိုကျမတိတ်ပြီးရွှန်ရှာမုန်းတိမိတယ်အခုလည်းပဲကျမရဲ့ဘဝကိုကျမခက်တမေးပြောက်အောင်ဆိုပြီးလူသူမနီးတဲ့ဒီတော်ကြီးထဲမှာစိတ်ပြေလက်ပြောက်ဆိုသလိုခဏလာနေတော့လူဆိုးတွေနဲ့တွေ့တာပါပဲစိတ်ညစ်လို့တောရက်မိပြီးပဒီနဲ့ပြောတော့မလို့ဆိုပါတော့ ိုးဘယ်ကလာဟုတ်ရမှာလဲရှင်ကလည်းအကင်းမပလိုက်တာလွန်ပါရောအမေပြောတဲ့စကားတွေကဘဟေတိလေလို့ဖြစ်နေတော့သဘောမပေါက်တာကိုဘွေးမယူပါနဲ့ကျမမှာနာမည်ရှိပါတယ်နာမည်ကိုခေါ်ပါဒါဆိုမာလာတို့ခေါ်စေခြင်းနဲ့ဆိုပါတော့ဒီလိုဆိုရင်လည်းခေါ်ပါမယ်ခေါ်တာကအရေးမကြီးဘူးအချိန်လည်းတဖြည်းဖြည်းနည်းလာပြီအိမ်ကိုပြန်ပါတော့လား အိမ်ကိုပြန်ရမှာရင်လေးတာတော့ပဲဒီနေရာမှာခဏလာပြီးကျမရဲ့ဘဝကိုကျမမိမ့်မိပြောင်ပြောင်နေရတာတိတ်ပြီးလွတ်လပ်တယ်ကိုဘုံအကောမေ့ပြီးပျော်လေတိတ်ပျော်တာပဲကျမအခုလိုပျော်ပျော်ချင်းချင်းလွတ်လွတ်လပ်လပ်နေတာကိုမကြည့်ချင်လို့အိမ်ကိုကြီးအတင်းပြန်ခိုင်းနေတာမလားမဟုတ်ပါဘူးမိမသားတယောက်တည်းလူသူမနည်းတဲ့ဒီတော်ကြီးထဲမှာလာနေတာမတော်တော့ပြောနေတာပါဘုံနာနာပြောလိုက်သောစကားများကိုမာလာသည်တွေ့ဝေစွာနားထောင်နေသည် လူဖြစ်ရတဲ့ဘဝမှာမိမသားဖြစ်ရတာဟာတိတ်ပြီးအောက်ကြတာပဲနော်လူမတီခွေးမခန့်ဆိုသလိုပဲမာလာကညင်ညူလိုက်သည် မာလာကကိုဘဝကိုပြန်ပြီးမုန်းနေသလားဟုတ်တယ်ရှင်ကျမရဲ့ဘဝကိုကျမတိတ်ပြီးဆက်ဆုပ်တာပဲကျမသာယောက်ျားဖြစ်ရင်တိတ်ကောင်းပါပဲယောက်ျားဖြစ်စေခြင်းရင်အလွယ်လေးပါခင်မုန်းကိုရိုးရိုးတေးတေးပြုစုပြီးယောက်ျားသူပန်ရင်နောက်ဘဝမှာယောက်ျားဖြစ်နိုင်တာပဲကျမမှာခင်မုန်းမရှိလို့ပဲဆိုနေမရှိရင်ရှိအောင်ရှာဖို့ ရှာဖို့မလိုပါဘူး။ကျမကိုလိုချင်တဲ့သူတွေကများလွန်းတော့စိတ်တောင်ရှုပ်နေရသေးတယ်။လိုချင်တဲ့သူတွေများလာနဲ့စိတ်ရှုပ်เสียမှရှိပါဘူး။ကိုကြိုက်တဲ့သူကိုရွေးပြီးယူလိုက်ရုံပေါ့။ဒါဆိုရင်လေကျုပ်အကြံမပေးတော့ဘူး။ကဲပါအချိန်မရှိတော့ဘူး။အိမ်ကိုပြန်ပါတော့။မပြန်ချင်သေးပါဘူးဆိုနေမှပဲ။ခုလိုကျမကိုကျမဘုရားမေ့ပြီးရှင့်ကိုကျမရဲ့အကိုကြီးတို့သဘောထားပြီးခုလိုလွတ်လွတ်လပ်လပ်အရှိတင်ပြောဆိုနေရတာပျော်လွန်းလို့ပါ။ ပြောနေပြောနေအမိကပြောနေပေမဲ့ကျုံမှာသွားတရာရှိသေးတယ်အမိကိုဖြောပြမနေနိုင်ဘူးဘုန်းနန္ဒသည်စိတ်တူသည့်အမူအရာဖြင့်ပြောလိုက်ရာမာလာသည်ဘုန်းနန္ဒကိုကြည့်ပြီးတခိခိရဲနေလေသည်ထိုအခိုက်တွင်ခလန်းလန်းမှမာလာတမီးမာလာဟူ၍ခေါ်လိုက်သည့်အတန်ကိုတက်တက်ကလေးကြားလိုက်ရသည်ဖြင့်ဘုန်းနန္ဒသည်အတန်ကြားရသို့နားဆင်လိုက်သည်ဒီမှာတခိခိရဲမနေစမ်းပါနဲ့မာလာမာလာနဲ့ခေါ်နေတဲ့အတန်ကြားတယ်မာလာကိုလိုက်ချာနေကြတယ်ထင်တယ် ။ဘုန်းနန္ဒကပြောလိုက်မှမာလာဒီအရေရက်လိုက်ပြီးနားဆွင့်လိုက်သည်။မာလာတမီးမာလာစောစောကအတန်ကိုထပ်မံ၍ကြားရပြန်သည်။ဟောမာလာတဲ့ခေါ်နေတာကြားတယ်မဟုတ်လား။ဘုန်းနန္ဒကမေးလိုက်ပြန်သည်။ကြားပါတယ်မာလာရဲ့မိမိအတန်မှာမာလာကပြန်ပြောလိုက်သည်။ "No မာလာမှာမိမိမရှိမိမိမရှိဘူးဆို"ဟုတ်တယ်လေအမေရင်တော့မရှိတော့ဘူးဒါကမာလာကိုငငယ်ကလေးကကျွေးမွေးပြည့်စုံလာတဲ့မေမေလေးမွေးစားတဲ့မေမေဆိုပါတော့ဒါလည်းမဟုတ်သေးဘူး ။မွေးတဲ့မေမေမဟုတ်ရင်မွေးစားတဲ့မေမေဖြစ်ရမှာပေါ့။မဟုတ်ပါဘူးလို့ဆိုနေမှာပဲ။မာလာပြောတာနားကိုမရှင်းဘူး။ဒါကြောင့်လဲရှင်ရင်သိချင်တာတွေကိုနားချင်းအောင်ပြောရမှာဆိုရင်တညာလုံးပြောလို့ကုန်မှာမဟုတ်ဘူးလို့စော့စော့ကလေးကစကားခံထားတာပဲ။မာလာကပြောလိုက်ရာဘူနန္ဒမှာမာလာအားအကဲခပ်ပြေမရနိုင်အောင်ဖြစ်သွားသည်။ခလန်းလမ်းမခေါ်တံကိုထပ်မံ၍ကြားရပြန်သည်။ကဲလေခေါ်နေပြီ။တွားပါတော့လား။တော့ဘုံမလိုပါဘူးမာလာရှိတဲ့နေရာကိုရှားပြီးလိုက်လာကြလိမ့်မယ်ဒါဆိုရင်လည်းအတန်ပြုတ်လိုက်လေ မာလာကလို့ပြောလိုက်ရဘူနန္ဒသည်ဘာမှပြန်မပြောပဲခိတ္တမြန်စဉ်းစားနေပြန်သည်ဒီတော်ကြီးထဲမှာမာလာတို့တာမိနေရောက်တဲ့နေတာလားတော်ကြီးထဲမှာမနေပါဘူးမာလာရဲ့မိမိကတော်ကြီးရဲ့အလဲဒီနေရာကနေပြီးမြားတပြစ်တာလဝေးတဲ့တောဆက်ကဆန်းချောင်းကလေးတစ်ခုမှနေတယ်မာလာကတော့မာလာရဲ့ဘဝကိုညီငွေတဲ့အခါမာလာရဲ့ဘဝကို မေ့ပြစ်လိုက်ပြီးမာလာရဲ့မိမိစီကိုစိတ်ပြေလက်ပြောက်ဆိုသလိုခဏလာလေတာပါအော်ဒီလိုကိုဒါပြင်မာလာအမြဲတမ်းနေရတဲ့နေရာကဘယ်မှာလဲ ရှင်တကယ်သိချင်လို့မေးနေတာလားသိချင်လို့မေးနေတာပေါ့ဒါနဲ့စောစောတုန်းကကိုနဲ့မဆိုင်တဲ့ကိစ္စကိုမေးလည်းမမေးဘူးသိလည်းမသိချင်ဘူးဆိုမာလာက မျက်စောင်းလေးထိုးရင်ဘုံနန္ဒအာသူ့စကားနဲ့သူပြန်နှက်လိုက်သည်ကဲပါမဖြစ်ချင်းလဲနေပါခေါ်တဲ့လူကခေါ်လာပြီ ဘုန္နနာကစကားကိုလှည့်ပြောလိုက်သည်ထိုအခိုက်တွင်တိတ်ဆိတ်ငြိမ်သက်လျက်ရှိသောတောအိုတွင်မှခယူသည်မုတ်တန်လိုအတန်သည်ဆူဆူဝါဝါကြားလိုက်ရပြီးခယူသည်အတန်တိတ်သွားသည်နှင့်တပြိုင်နက်မြင်းခွာသည်များကြားရသည်ဖြင့်ဘုန္နနာသည်ထိုင်ရာမှထားလိုက်ပြီးလျင်ရန်သူများလာ၍ခုခံရန်ဓားကိုတအိမ်မှဆွဲထုတ်လိုက်သည်မာလာမာဂယုမဆိုင်သည့်အနေဖြင့်ထိုင်ရာမှမထားဘဲမြက်များကိုသာတပင်ပြီးတပင်ဆွဲနှုံနေလေသည်မာလာထလေဒါလည်းအစင်နဲ့ကင်တာမြင်းတန်တွေမကြဘူးလား ဘူနန္ဒကတတိပေးလိုက်ပြီကျမမှာနားချီသားပဲမကြပဲနေမလားဒီမှာရှင်းလက်ထက်ကဓာတ်ကိုဓာတ်အိမ်နဲ့ပြန်တွင်းထားလိုက်ကြမှာယောက်ျားရင်မကြီးလောက်ပြီးဒီလောက်ကြောက်နေရသလားမာလာကမထိတထိပြောလိုက်သည်ကျုပ်ကကြောက်နေလို့ပြောတာမဟုတ်ဘူးအမိအတွက်စိုးရင်လို့ပြောတာဘူနန္ဒကပြောလိုက်သည် ကျမအတွက်စိုးရင်နဲ့ဟုတ်လားရဲစရာကောင်းလိုက်တာမာလာဒီအနေငယ်များကြောက်ရွံ့သည့်အမူအရာမပြဘဲတခိခိနဲ့ယင်နေလေသည် မြင့်ခွန်သားများသည်ဤတရက်ဤလာပြီးမကြမီစစ်သူကြီးအဝယ်စားနှင့်ခံ냐သည့်လူတယောက်သည်မြင်းဖြူကြီးစီးကတက်ပြင်းများအကြားမှထွက်လာသည်ကိုမြင်လိုက်ရပေသည်စစ်သူကြီးအဝယ်စားနှင့်လူသည်ဘုံနန္ဒနှင့်မာလာအားတစ်ချက်ချင်းကြည့်ပြီးမြင်းအပေါ်မှလွှားကနေဆင်းကမာလာ၏အနီးသို့အယိုအသေးရှိကပ်လာပြီးလျင်မာလာ၏ချက်တွင်ဒူးထောက်ပြီးအယိုအသေးပြုလိုက်သည်ကိုမြင်သောအခါဘုံနန္ဒသည်အံ့အားသိမ့်၍သွားပေသည်ဘာကိစ္စလိုက်လာရသလဲခဏတစ်ပြုတ်ကလေးမှအေးအေးဆေးဆေးမနေတော့ဘူးလား မာလာဒီမိမိရှိတွင်ရိုသေစွာဒူးထောက်ခါစားနေသောစစ်တူကြီးအဝယ်စားနေသူအားလှမ်းပြီးပြစ်တင်စကားပြောလိုက်သည်တကူထဲထွက်သွားတာအတန်ကြာသွားပြီလို့မဲမဲဖျားကစိုးရင်တကြီးလာပြီးတတိပေးတို့နောက်တော်ဘကအမိလိုက်ရခြင်းဖြစ်လာပါတယ်စစ်တူကြီးအဝယ်စားနေသူကပြန်ပြောလိုက်သည့်အပြီးတွင်ရက်နေသောဘူနန္ဒအားတစ်ချက်လှမ်းကြည့်လိုက်သည်ဤလူသည်မြည်သူဖြစ်ပါသည်နီရန်သူသောမိတ်ဆွေလောမိန်ကြားတော်မူပါ စစ်သူကြီးဝန်ဆောင်တဲ့လူကရိုသေစွာမေးမြန်းလိုက်သည်မာလာသည်စစ်သူကြီးဝန်ဆောင်တဲ့လူကိုကြည့်လိုက်ဘုန်နာနာကိုကြည့်လိုက်နေအခက်တစဉ်းစားနေသည်ဤသူသည်ရန်သူမဟုတ်ရန်သူဤလက်တွင်မှကဲတင်လိုက်တဲ့ကျေးဇူးရှင်သာဖြစ်တယ်ဤလူနဲ့သာဤနေရာတွင်မတွေ့ရလျင်စစ်သူကြီးရဲ့အရှင်သခင်မကိုဖူးမြော်ခြင်းတို့တောင်ဖူးမြော်ခွင့်ရမှာမဟုတ်တော့ဘူးစစ်သူကြီးမာလာဒီလေအိတ်လေအိတ်ကလေးဖြင့်ပြန်ပြောလိုက်တော့အခါခတ်ထန်သောအတန်ဖြင့်စစ်သူကြီးအားခေါ်လိုက်သည်။မှန်လားပါဖုံးတော်ကြောင့်ခါးစားလျက်ရှိကြောင်းပါ ထိတန်တန်းတန်တွေမကြားကြင်ဘူးရိုးရိုးပဲတန်တော်ဘူးတင်သားမှာကောင်းလာပါပြီတခင်မစစ်သူကြီးရဲ့တာဝန်ကိုပြော့ပြတယ်ကျွန်တော်မျိုးရဲ့တာဝန်ကအီနေကြားဒေတာလုံခြုံရေးအတွက်စောင့်ရှောက်ရန်တာဝန်ဖြစ်ကြောင်းပါစစ်သူကြီးကိုယ်တိုင်တာဝန်ယူပြီးစောင့်ကြည့်ရတဲ့ဟော်ဒီတာဝန်ကြီးတမမိမသားတို့ဦးကိုလူဆိုးတွေရန်ရန်ကကပြုတ်မှုသွားတာကိုမသိလိုက်ဘူးလားမသိမိကြောင်းပါ အမှုတံပေါ့လျော့တာကိုဟောဒီကယူပဆိုတဲ့အကိုကြီးသာမရှိရင်တခင်မရဲ့အတတ်နဲ့ခန္ဓာကိုယ်အိုးစားခွဲမှာတည်ချတယ်ဒီလောက်တောင်အမှုတံမှာပေါ့လျော့ရသလားမှန်လားပါကျွန်တော်မျိုးကြီးလည်းတက်နိုင်တဲ့မြဂယုတစိုက်ပြီးစောင့်ကြောက်လျက်ရှိကြောင်းပါတို့ပါတော့လေခုတလောသူဝနနိုင်ငံတော်ဘက်မှတချို့တလန်များဣနီယာတွင်ကျက်စားလျက်များပါသဖြင့်တချို့များနောက်သို့တကောက်ကောက်လိုက်နေရသဖြင့်လင်းဟင်းသွားခြင်းဖြစ်ကြောင်းပါဒါထက်နန်းတော်ကြီးကဘာများထူးခြားသေးတယ်လဲ မှန်လားပါယမန်နေ့ညကတခင်မရဲ့လက်ယုံတစုဖြစ်တဲ့စစ်သူကြီးတိဟဗလာလောက်ကြံခံရကြောင်းပါအလိုဟင်စစ်သူကြီးတိဟသူကလောက်ကြံခံရတယ်ဟုတ်လားဘသူလက်ချက်နဲ့ဆိုတာမသိရဘူးလားလက်တယ်ကိုရောမောင်မင်းတို့မဖမ်းနိုင်ဘူးလားတဲပော့ရောကြတာကိုမှန်လားပါစစ်သူကြီးတိဟသူကလောက်ကြံခံရခြင်းမှာစစ်သူကြီးတိဟဗလာလောက်ကြံခံရခြင်းမှာတာမန်လောက်ကြံခံရခြင်းမဟုတ်ကြောင်းပါရှင်းပြစမ်းပါဦး ပန်လာပါသူဝနနိုင်ငံတော်နဲ့ဆေရုဒရာနိုင်ငံတော်အကြားရှိကြောက်တောင်ကြီးအနီးမှာစုံများတောက်စားလျက်ရှိသောနေရာကိုညာတိုင်းမြင်ရကြောင်းပါစစ်သူကြီးတရားပလမှာဆုံးကဝေတို့ကိုယုံကြည်သူမဟုသည့်အပြင်ယမန်နေ့ညကထိုနေရာသို့တွားရောက်ဆုံးမ်းရန်ထွက်သွားကြောင်းပါယနေ့နံနက်ထီတိဟသူတိဟပလပြန်မလဲရောက်လာသည့်အပြင်ထိုနေရာသို့လိုက်ပါသွားကြတဲ့အခါစစ်သူကြီးတိဟပလမှာဘလူးအဆွေရာကြီးများဖြင့်ဗိုက်ပေါက်ပြီးဦးများထွက်ကာတေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်းပါ ဘလူးဆွေရဖြစ်ကြောင်းဘလို့လို့သိနိုင်တယ်လေဝမ်ပိုက်ကဒံရကိုကြည်ချင်းအဖြစ်သိနိုင်ကြောင်းမှာစစ်သူကြီးတီဟာပလတာမဟုတ်ဤနေရာတွင် အရေးဆုံးမိသွားတဲ့သူတိုင်းဤနည်းဖြင့်ဘလူးစားခြင်းခံခဲ့ရကြောင်းမှာဘလူးစားတယ်ဆိုလားဘလို့မှယုံကြည်တော့မဟုတ်ဘူးကျွန်တော်မျိုးလည်းအယုံကြည်မရှိကြောင်းပါတို့တော့ဤနေရာတို့ညဘက်တွင်အရေးဆုံးပြီးသွားတဲ့သူတိုင်းဘိုက်ပေါက်၍ဦးများထွက်ပြီးတေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်းပါခုလိုသေးလားဘယ်နှစ်ယောက်ရှိသွားပြီလဲ စစ်သူကြီးတရားပလနဲ့ပါဆိုရင်ကိုဦးရှိသွားပြီဖြစ်ကြောင်းမှာထိုဥက္ကဒလုံးမှာလည်းတခင်မရဲ့ခမဲတော်လက်ထက်ကစပြီးတခင်မအပါတော်မှာတက်စာရှိခဲ့တဲ့သူရဲကောင်းများဖြစ်ကြောင်းမှာအခုလိုအခါမျိုးမှာတခင်မရဲ့ဖာခမဲတော်သာရှိရင်စစ်သူကြီးသည်ပြောရင်ပြောရင်မျက်နာများညှို့သွားပြီးလည်းရင်နှာခမ်းများတုန်လှုပ်လာကရှစ်ဆက်မပြောနိုင်တော့ပဲရက်ထားလိုက်သည်ခမဲတော်မရှိပေမဲ့ခမဲတော်ရဲ့ရှေးရကိုတထက်ထဲနင်းနိုင်တဲ့တမီးတော်ရှိနေပြီသားပဲဒီမှာစစ်သူကြီးအမိတ်တော်မှတ်မယ် တကယ်မရဲ့လက်ယုံတဆူလိုအားကိုးတော်မူရတဲ့သူရဲကောင်းကိုဦးကလောက်ကြံသူများကိုအမိရဖန်စီပြီးမြို့နယ်မှာကားစင်တည်ပြီးနေပူလိုင်းတွေတက်စီခုနှစ်ရက်အတွင်းမိအောင်မဖမ်းနိုင်လျင်စစ်သူကြီးအားတေးတန်းအပြစ်ပေးရနိုင်မယ်မာလာအမိခံဆန္ဒတေဝီမြင်မသည်ထိုင်ရာမှထလိုက်ပြီးတရှိကိုဆွဲကင်ရာအမိန်ပေးလိုက်ရာစစ်သူကြီးသည်အမိန်တော်အတိုင်းနာခံနေပေသည်မှန်လားပါတာမန်ရန်သူဆိုလျင်နေမဆိုင်ညာမဆိုင်ပင်အမိအရာဖန်ဆီးနိုင်ကြောင်းပါ တို့ပါတော့ယခုရန်သူမှာတာမန်သူမဟုတ်ပဲဘလူးသက်ဖက်ဖြစ်နေတဲ့ဖြင့်ဖန်းစည်းရန်မဖြစ်နိုင်ကြောင်းပါတခင်မတက်လို့ကတခင်မအားငယ်စဉ်တောင်ကြီးကလေးဘဝကစပြီးတစ္ဆာရှိစွာဖြင့်ပြုစုစောင့်ရှောက်လာတဲ့ကျေးဇူးတော်မျိုးကျွန်တော်မျိုးအသေးခံရန်အသင့်ရှိကြောင်းပါစေတူကြီးသည်ဘယင်မရှိတွင်လဲစင်ပင်ရင်ပြောလိုက်ရာစန္ဒာဒီဝီဘယင်မသည်မိမိလက်ထဲတွင်ကြစ်ကြစ်ပါအောင်ဆုပ်ကင်ထားသည့်ဓားကိုကြည်လိုက်စေတူကြီးကိုကြည်လိုက်နေဖြစ်နေရာ လက်ထဲမှဓားကိုမြက်ခင်းပေါ်သို့ပြစ်ချလိုက်ပြီးလည် မျက်ရည်များတတဆက်စီကြလာရတော်သည်စစ်သူကြီးဘာနာကတခင်မအပေါ်မှာစိတ်ကွက်လို့ဒီစကားပြောတာလားတခင်မအပေါ်မှာ တစ္ဆာရှိခဲ့တဲ့စစ်သူကြီးဘာနာကကတခင်မတတ်ရပါမလားတခင်မငယ်စဉ်တောင်ကြီးခလေးဘဝကလေးကစပြီးစစ်သူကြီးဘာနာကရဲ့လက်ပေါ်မှာကြီးပြင်းလာခဲ့ရတယ်မဟုတ်လားတခင်မအပေါ်မှာတက်စာကြည့်ခဲ့တဲ့သူရဲကောင်းကြီးကိုအခုလိုအသက်ခံရတော့တခင်မလည်းစိတ်မချမ်းသာလုံးလို့စိတ်လိုက်မှန်မှာအမိန်တော်ရှိခဲ့တာကိုခွင့်လို့ပါ ။တခင်မအပေါ်မှာစံကြီးတမြင်မစိတ်ွက်ခြင်းမရှိကြောင်းပါ။တခင်မရဲ့ဖာကမီးတော်လက်ထက်ကစပြီးတစ္ဆာချီချီနဲ့အမှုတော်ထမ်းရခဲ့တာကိုတခင်မအတိပင်ဖြစ်ကြောင်းပါ။တခင်မအတွက်ဆိုလည်းရင်အသက်နဲ့လဲဖို့အသက်ရှိကြောင်းထပ်လောင်း၍တန်တော်ဦးတင်ဝတ်ပါသည်။စန္ဒနေဝီဘုရင်မသည်အိန္ဒြေပြန်ဆဲလိုက်ပြီးစစ်သူကြီးဗန္ဓကအားကြည့်ပြီးငငယ်ကအဖြစ်ပြက်များကိုစဉ်းစားမိကအံကြိတ်လိုက်မိသည်စစ်သူကြီးရဲ့တင်ပြချက်အရာပေါ့ပေါ့ဆဆနေလို့မဖြစ်ဘူးလာနန်းတော်ကြီးကိုပြန်ကြမယ် ာနာဒီဝီပင်မသည်စစ်သူကြီးဗန္ဒကအားခေါ်ဆောင်ကစစ်သူကြီးလည်းဒူးထောက်နေရမှထားလိုက်နေသည်စာနာဒီဝီပင်မသည်စစ်သူကြီးအားခေါ်လိုက်ပြီးနောက်မိမိနှင့်စစ်သူကြီးအရှိတင်ပြောဆိုနေသည်ကိုကြက်တေသေးပြီးငေးဆိုင်နားထောင်နေသောဘူနန္ဒအားလှမ်းပြလိုက်သည်ဒီမှာကိုယူပါစစ်သူကြီးပြောခဲ့တဲ့စကားတွေကိုကြားခဲ့တယ်မဟုတ်လားတိုင်းရည်ပြည်ရာကတိတ်ပြီးရှုပ်ထွေးနေတယ်တိုင်းရည်ပြည်ရဲ့ရှုပ်ထွေးနေချိန်မှာရှင်တွေ့ကျင်တဲ့စာနာဒီဝီပင်မကအတွေ့အခံမှမဟုတ်ဘူး ဒီတော့ကအပင်ပန်းခံပြီးတွေ့ဖို့ကြိုးစားမနေပါတော့နဲ့ဒီနေရာကပဲပြန်လှည့်သွားရင်ကောင်းလိမ့်မယ်ကဲသွားပြီမဟာလာအမိခံဆန္ဒတွေဝင်ပြင်မသည်စစ်သူကြီးဗန္ဒကားနဲ့အတူထွက်သွားခဲ့ပြီးတစ်ပင်များထူထပ်သည့်တောထဲတွင်တဖြည်းဖြည်းပျောက်ကွယ်သွားပြီသည်ဘုန်းနန္ဒမှာမှဲတက်နေသောသူကဲ့သို့ဆန္ဒတွေဝင်ပြင်မနှင့်စစ်သူကြီးဗန္ဒကားတို့အားမျက်စိတစုံကြည့်ပြီးကြံရင့်ခဲ့ပြီသည် ဘုန်းနာနာ၏မျက်စီတွင်နေမူတီဟရာသာဘုရင်ကြီး၏နန်းတော်အနောက်ဘက်တွင် ကျိုးစင်ကြီးပေါ်တွင်လေပင်ကျိုးကွင်းများဆုပ်၍ကျန်နေခဲ့သောရဲဘော်ကိုဦးတို့၏မျက်နှာတွေကိုတရေရေမြင်ရောင်လျက်ဖြစ်ပေသည်။ငနန္ဒာမင်းလောက်ညံ့တဲ့အကောင် လောကမှာရှိသေးရဲ့လား။မင်းကောင်မင်းလူကက်ခတ်တဲကောင်းတယ်ဘူးဆိုပြီးအထင်ကြီးခဲ့သမျှဒီနေရာမှာတတ်တတ်ဆိုင်လွဲကုန်ပါရောတကား။ ောစောကသာမာလာဟာတခြားသူမဟုတ်စန္ဒာဒီဝီဘရင်မဖြစ်မယ်လို့အကဲခတ်မိရင်တခါတည်းဖန်ဆာဖန်စီသွားပြီးတီဟရာသာဘရင်ကြီးလက်ဆက်တလိုက်ရင်မကောင်းပါလားဒီလိုဆိုရင်ငါရဲဘော်ကိုဦးလည်းအသက်ဘေးကချမ်းသာရရမယ်ငါလည်းတီဟရာသာဘရင်ကြီးရဲ့အကူအညီနဲ့ခမဲတော်ရဲ့အရာရာဖြစ်တဲ့တူဝနနိုင်ငံတော်ကတုဒ္ဒနုဘရင်ကို စောင့်နှင်းထုတ်ပြီးထီးနန်ထီးနန်းဆံရဖို့တေချာတလောက်ဖြစ်နေတယ်မဟုတ်လား ဒီလိုအခွင့်အရေးတွေ့ပါလေရဲ့အခွင့်အရေးကိုလက်လွတ်ပြလိုက်တာဟာမင်းလောက်ညံ့တဲ့သူဇဘူးမှာမရှိတော့ဘူးဘုန်းနန္ဒတင်မိမိကိုမိမိအပြစ်တင်ရင်အနည်းတွင်မျက်စားနေသောဖောင်းဝေရောင်မြင်းကြီးပေါ်သို့လွှားကနေခုန်တက်လိုက်ပြီးလျင်တောအိတ်ထဲသို့ဝင်၍သွားလေသည်လန်ကြီးတလျှောက်တွင်တီဟရာသာဘုရင်မင်းမြတ်ဤနန်းတော်အနောက်ဘက်တွင်ကျိုးစင်ကြီးကိုသာတရေရေမြင်အောင်လည်းရရှိပေသည်အခန်းခွနီး နေမာတပြေးပြေးစောင်းရည်လာပြီသည်ဘုံဏနာသည်စမ်းချောင်းကလေးမှကပ်ပြီးမြင်းလိုက်မာကြီးကိုစီကတပြေးပြေးလာခဲ့ရာရေတိမ်သောနေရာသို့ရောက်သောအခါစမ်းချောင်းကလေးတစ်ဖက်သို့ကူးဖြတ်၍အကြံဖြစ်သည်ဖြင့်စမ်းချောင်းတစ်ဖက်သို့လှမ်းလျက်ရှိရာခလန်းလန်းမှစစ်တီတော်အဝယ်စားများနှင့်လူသုံးယောက်သည်မြင်းကိုစီဖြင့်ဘုံဏနာရှိရာသို့လာနေကြသည်ကိုမြင်လိုက်ရသည်ဖြင့်ထိုသုံးဦးတော်အားစိုက်ကြည့်နေမိသည် နေဝင်စည်းစာအချင်းဖြစ်သည်ဖြင့်တစ်ပင်ရင်များကြောင့်တဖက်လမ်းမှလာနေသောစစ်တီတော်များ၏မျက်နာကိုကောင်းမွန်စွာမမြင်ရပေ စစ်တီတော်အုံတို့၏အဝေစားများနှင့်အမင်းများကကာကြိုးတန်သားများနှင့်ကြည်ချင်းအပြင် စေတို့ရာပြည့်ရှင်ဘရင်မ၏စစ်တီတော်များဖြစ်ရမည်ဟုခံမှန်းနိုင်သည်ထိုစစ်တီတော်အုံတို့သည်ဘုံနန္ဒကိုမြင်လိုက်သည်နှင့်တပြိုင်တည်းမြင်းကိုဒုံဆိုင်ကစမ်းချောင်းကလေးကိုဒါဒါကျန်ဖြတ်ကျော်ပြီးဘုံနန္ဒထံအနီးသို့ရှင်းကပ်လာပေသည်စမ်းချောင်းကလေးအလဲတို့ရောက်သောအခါရှေးဆုံးမှမြင်းစီလာသည်ထောင်ထောင်ပေါင်းပေါင်းစစ်တီတော်သည်လမ်းမသားကိုမြောက်လိုက်ပြီးဘိုနန္ဒအားအလေးပြုလိုက်သည်ကိုတွေ့ရသည်ဖြင့်ဘိုနန္ဒသည်အံ့အားတဲ့စွာစိုက်ကြည့်နေပြီသည် ဆရာဘုန်နာနာကိုအလေးပြုခြေဆုံးမှမျက်စိလာတော့ထောင်ထောင်မောင်မောင်နဲ့လူကအမိန်ပေးလိုက်ရာနောက်မှပါလာတော့ရင်အုပ်ကြကြဘလာကောင်းကောင်းစစ်တီတော်နဲ့အသားပြပြပိုင်ပိုင်ပါပါစစ်တီတော်သည်ဘုန်နာနာအားအလေးပြုလိုက်သည်အလိုလက်ဆန်တတ်တော့အာလာဝကတို့ကြော်စီရတို့တို့ပါလားစေတုဒရာဘီယမရဲ့စစ်တီတော်အဝယ်စားတွေနဲ့ဘယ်ပုံပဲနေဖြစ်နေကြတယ်ဘုန်နာနာသည်မိမိဤတော်တင်သာခေါင်းဆောင်တော်ဦးဤအမိကိုခေါ်လိုက်ပြီးမေးလိုက်သည် ဆရာထွက်သွားပြီးဘာမှမကြခင်ပါဆရာပြောတဲ့စေတုဂရဘီရင်မရဲ့စစ်တီတော်ခုနှစ်ဦးတောထဲကိုရောက်လာကြတယ်။အဲ့ဒီစစ်တီတော်ခုနှစ်ဦးကိုဝိုင်းဖမ်းပြီးသူတို့စီကမြင်းတွေရဲ့စိတ်ဝိစစားတွေရဲ့လက်နက်တွေကလူလူယူလိုက်တာပေါ့ဆရာရဲ့အခုဆရာတစ်ဖက်စီးလာတဲ့မြင်းနဲ့စိတ်ဝိစစားတွေဟာအဲ့ဒီစစ်တီတော်တွေစီကရလာတဲ့ပစ္စည်းတွေပေါ့ဆရာခြေစုံကမြင်းစီးလာတော့ဘိုးအာလာဘကကအာရဝန္တာနေပြောလိုက်သည် ဲ့ဒီစစ်တီတော်ခုနှစ်ဦးကိုမင်းတို့နှိပ်စက်ညှဉ်းပန်းသေးသလားကောင်းကောင်းမွန်မွန်ထားခဲ့ရလားဆရာမိတ်ဝန်နာခံပြီးကောင်းကောင်းမွန်မွန်ထားပါတယ်ဒါပေမဲ့ခေါင်းဆောင်လုပ်တဲ့သူကလက်နက်ချအညံ့မခံပဲတပည့်တို့ကိုခုခံတိုက်ခိုက်လို့တပည့်တို့လက်ချက်နဲ့ကြဆုံးသွားပါတယ်ကြံနှစ်ယောက်ကလည်းနည်းနည်းစီဒဏ်ရာရသွားကြပါတယ်ဒဏ်ရာရတဲ့လူတွေကိုဆေးထည့်ပြီးအသက်မသေးပဲကြံနေခဲ့တဲ့၈ယောက်၆ယောက်စလုံးကိုလုံခြုံတဲ့နေရာမှာထားခဲ့ပါတယ်မောင်တုဒ္ဒဆိုတဲ့ကိုရံတော်ဘုံမှုကလေးနဲ့ကောမတွေ့ဘူးလား တွေ့ပါတယ်သူ့ကိုတော့ကြော်စွာတို့လူတိုက်ကခေါ်ထားပြီးကောင်းကောင်းမွန်မွန်ပြုစုထားပါတယ်ဒီနေရာကိုတပည့်တို့ဘာလို့လိုက်လာကြတယ်လဲအင်ဂျင်မြိုင်တော်လေးကိုဖြတ်ပြီးမြင်းစည်းစစ်တီတော်များဖြတ်တန်းသွားတယ်လို့သတင်းရတာနဲ့ဘယ်နိုင်ငံကစစ်တီတော်တွေလဲဆိုတာသိရအောင်နောက်ရောက်ခံလိုက်ရင်စိတ်ဝက်ဆက်စားတွေနဲ့မတင်ငါဖွဲရလူတယောက်ကိုမြင်လိုက်လို့သူ့ကိုဝိုင်းဖန်ရင်ဒီနေရာကိုနေကြုံပြီးရောက်လာခြင်းဖြစ်ပါတယ်အဲ့ဒီစစ်တီတော်ကိုဖမ်းမိရလားဖမ်းမိထားပါလေဟိုဘကန်းကတစ်ပင်မှာကျိုးနဲ့တုတ်ပြီးထားခဲ့ပါတယ် အင်းတော်ပါသေးရဲ့တပည့်တို့ကရှင်မြတ်လက်မြတ်ဆိုတော့မဲကနေမြင်ရင်တက်လာပြန်လာလှုပ်ဖို့လောက်တာစိတ်ကူးနေကြတာပဲလောကမှာဘယ်သူမှဆိုတေးရမှာကြောက်တဲ့လူတွေကြီးပဲမဟုတ်လားကိုချင်းစာမပေါ့ဆရာပြောတာမှန်ပါတယ်ဒါပေမဲ့မွေနဲ့အเจ้าကိုတန်ထားတယ်ဆိုပြီးရှမ်းသာပြီးလိုက်ရင်တရဝများကိုညှင်းမှန်းတက်ပြက်ရမှာဖြစ်တဲ့အတွက်မွေလိုတရဝနဲ့ကြားလိုတရဝကို မတက်ဖဲထားရင်အပြစ်ရှိရလို့ထင်ပါတယ်ဒီလိုလည်းပဲဟုတ်ပါမလဲသူ့အကုသို့နဲ့သူတွားနိုင်မှာပေါ့ သူများအာဟုတို့ကိုကို့အာဟုတို့ကိုမယူဆိုင်သားပါနဲ့ဒါမျိုးတွေကြတော့ဥပိ္ပခာပြုပြီးမေတ္တာပို့ရတယ်ကွဲ့ဒါတည်းတပည့်တို့ဖမ်းထားတဲ့သူဘာမှလဲဟိုဘက်ကမ်းမှာခြေဆုံးမှာမြင်းစီလာတော့အာလဝကကတဖက်ကမ်းကိုလက်ညှိုးညွှန်ပြရင်းအပြေပေးလိုက်ပြီကဲအဲ့ဒီလူစီသွားပြီးမင်းမြန်ဆုံဆန်းကြည့်အောင်အောင်လားဘူနန္ဒကပြောလိုက်တဲ့ပြင်ဘူအာလဝကဒီခြေဆုံးမှာလမ်းပြပြီးတဖက်ကမ်းတို့ဖြတ်ကူးပြီးတောဆက်စီတစ်ပင်ရင်းတွင်ရှီနောင်ထားသည့်တာမာထွားကြတဲ့လူတယောက်ကိုပြလိုက်ပြီးသည် ဝဏ္ဏသည်ထိုသူ၏အနည်းတို့ရှင်းကပ်သွားပြီးတစ်ပင်တို့ကပ်ပြီးရှင်းအောင်သားသည့်ကျိုးများကို ဖြည့်ပေးလိုက်ပေသည်အကြည်တော်ကိုကျုပ်တပည့်များကခုလိုဖမ်းသိချုပ်နှံပေးတာကိုခွင့်တော်ပါအကြည်တော်မြည်သူမြည်သွားဖြစ်ပြီးမြည်သည့်အရက်ကိုတွားမိကိုတိခွင့်ရှိကတိပြရသည်ဘောနန္ဒကလေးလေးစားစားပြောလိုက်သည်တစ်ပင်တွင်ရှင်အောင်ထားခြင်းခံရတော်သူသည်အရှင်အောင်မှလွတ်တည်နေတဲ့ကြိုင်နဲ့မျက်နှာထားအောက်တိုးတိုးဖြင့်ဘောနန္ဒတို့လူသက်တိုက်ကိုတအူးစီကြည့်နေသည် မင်းကရောဘသူတွေလဲမိမအုပ်စုတဲ့နိုင်ငံကမိမထမိန်နာကပ်ပြီးလူဘဝနေတဲ့စစ်တီတော်တွေမဟုတ်လားအနောက်ဘက်မှာလွတ်လာတော်သူတွေစေတုဒ္ဒရာနိုင်ငံတော်ဤဒစိတ်အမတ်သားများပါသည့်စစ်တီတော်များအခွင့်အစားများဝစ်ဆင်ထားသည့်နေဘိုးလာဘိုးအာအာလာဝကတို့ကိုလူတတိုက်ကိုကြည့်ရင်မထီလေးစားပြန်မေးလိုက်သည်ခွေးမာသာမင်းကိုတနာတော်လှုပ်လိုက်တာကိုကျေးဇူးမတင်မဲလူဘဝစကားပြောနေရကလားကျော်စင်ရသည်တရှိကိုဆွတ်တော်ပြီးခုံမြင့်ဟန်ပြင်လိုက်သည် ကျော်စီရဒါဘာလောက်တာလဲဒါကိုပြန်သွင်းထားလိုက်ဘုံနန္ဒကအမြန်ပေးလိုက်ရာကျော်စီရသည်စိတ်ထဲတွင်မကျေနပ်တော့လဲဆရာကြီးအမိန့်ကိုနာခံကဒါကိုတဲ့အိမ်နဲ့ပြန်သွင်းလိုက်သည်ဒီမှာကြည်တော့ကြုံမေးတာကိုကောင်းကောင်းဖြေစမ်းပါအကြည်တော်မြည်သူမြည်ဝါဖြစ်ဖြစ်မြည်သည့်ကိစ္စနှင့်ဤနေရာကိုရောက်လာသည်ကိုသိပြရသည်ဘုံနန္ဒကမေးလိုက်ပြန်သည်ဒါမင်းတို့အလုပ်မဟုတ်ဘူး ်အနောင်ဘက်မှလွတ်လာသူသည်လေးယောက်နှင့်တယောက်ဖြစ်နေသည့်အပြင်မိမိတွင်လက်နက်မရှိသည့်ဖြင့်သာအောင့်အင်တဲခံနေရတော့လေစိတ်ထဲတွင်မူအခဲကြေပုံမရဘဲအန်တရိတ်ကြိတ်နေဖြစ်၍နေပေသည်အနီးနားပတ်ဝန်းကျင်ကိုလည်းကြီးကန်းတောက်မှောက်ကြည့်ပေနေပေသည်တော်ခတ်တွင်ခလန်းလမ်းမှမြင်းခွာတန်လိုကြားရသည်ဖြင့်ဘုံဏနာနှင့်အပေါင်းဖော်များသည်မြင်းခွာတန်ကြားရသို့နားဆွလိုက်ရာ အနောင်ဘက်မှလွတ်လာသူသည်အနည်းရှိတက်ကန်းချောက်တစ်ချောင်းကိုကောက်ယူပြီးရှေ့ဆုံးမှရက်နေသောဘုံဏနာအားတက်အားလွှဲချလိုက်ပြီး တစ်ပင်ကျိုးတစ်ပင်ကြတဲ့သူတဟုံလိုပြေးသွားပြီဘုန်နန္ဒမှာအလက်တွင်ခလိုက်ရတဲ့ဖြင့်မြင်းပေါ်မှာမကြအောင်မနှဲတတိထားပြီးဦးကောင်းတွင်ထိမှန်သွားသည့်နေရာကိုလက်ဖြင့်ဆန်းတက်လိုက်ကြည်ရာဂျိုဆောင်တွင်ဖူးရောင်ရလာသည့်ကိုဆန်းတက်မိလေ၏နေမျိုးတို့လူတိုင်းမှာကမြင်းပေါ်မှာခုန်စင်ပြီးတစ်ပင်ကျိုးချုံနေကြသူပြေးသွားသောလူနောက်အတင်းတလဲကြလိုက်ဖန်ကြသည် မကြမီရှုံခွေများကြတွင်ဓာတ်ကန်၍ထွက်ပြေးသွားသောဘုန်နေမျိုးကိုမြင်လိုက်သည့်ဖြင့်ဘုန်နန္ဒကလှမ်းကြည့်လိုက်သည် ခွေသာတော်တော်အပြေးတန်တဲ့အကောင်မိအောင်လိုက်ဆန်းမရဘူးဒါပေမဲ့ပြင်းရင်လွားရင်သူ့ခါးကြကငွေချီတာတို့ခုကြကြံရခဲ့တယ်ကောက်ယူလာခဲ့ဘုန်နာနာသည်မောကြီးပန်းကြီးဖြင့်ပြန်လာပြီးလက်ထပ်ပတ်တွင်ကင်ထားသည့်ငွေချီတာကိုဘုန်နာနာအားဆက်တာလိုက်သည်ဘုန်နာနာသည်ငွေချီတာကိုကင်ယူခွင့်ဖွင့်ကြည့်လိုက်ရာကြည်တော်ထဲတွင်မှိုင်းခံဆက်ကုလေးတစ်လိုက်ထွက်လာပြီးထိုမှိုင်းခံဆက်ကုလေးကိုဖြည့်ကြည့်လိုက်တော့အခါ စေသရုတ္တရာနိုင်ငံတော်နှင့်နန်းတော်မြေပုံဖြစ်နေသည်ကိုတွေ့မြင်ရသဖြင့်ဘူနန္ဒသည်စိတ်ဝင်စားစွာ ကြည့်ရှုနေမိသည်ထိုမြေပုံတွင်မြို့ရိုးနှင့်မောဝါများတွင် အသေးစိတ်ဖော်ပြထားသည့်တာမကနန်းတော်ဆောင်များကိုပါအမှန်အသားများဖြင့်ရေးဆွဲထားသည်ကိုတွေ့ရမိသည်မြေပုံကိုကြည့်ပြင်းအပြင်မြေပုံဆွဲသမားမှာကျွမ်းကျင်နေမှသူဦးတူဖြစ်ရမည်ဟုအတန်ပြောနိုင်ပေသည်မြေပုံတွင်စေတုရရာနိုင်ငံတော်အနောက်မြောက်ဘက်မှာနေကြားရှိဆုံးများတောက်စားသည်ဟုကြော်ကြားလာသောတေလာဂေရီတောင်ထွက်သည့ ခရီးအကွာဝေးကိုမြှားပြထားသည်တမကမျိုးရိုးအတွင်ရှိနန်းမဆောင်အဆောင်အတီးတီးကိုလည်းအသေးစိတ်ရေးဆွဲထားသည်ကိုတွေ့ရပေသည်နန်းတော်ဤတောင်မဲ့အဆောင်တွင်ကြက်ချေခက်ပြထားပြီးကြက်ချေခက်ဤဘေးတွင်စာနာဒေဝီဤနန်းတော်ဟူသောရေးသားထားသည်ကိုတွေ့ရပေသည်မြေပုံဤအောက်ပိုင်းတွင်ကြက်ချေခက်နှစ်ခုပြထားပြီးကြက်ချေခက်တစ်ခုအောက်တွင်အသေးရလျင်အသက်ပြတသိအရှင်ရလျင်အသက်ပြနှစ်တန်းဟူ၍ရေးထိုးထားသည်ကိုတွေ့ရပေသည် ဘောနနာသည်မြေပုံကိုတေချာစွာလေ့လာနေရမှာမိမိအနည်းသို့ရှင်းကပ်လာတော့ကြောစီရနှင့်အာလာဘကအားလှန့်ကြည့်လိုက်သည်ဒီလိုဆိုရင်စောစောကထွက်ပြေးသွားတဲ့သူကတူဝနနိုင်ငံကတူတနုရဲ့တချို့ဖြစ်ရမယ်သူလွတ်သွားတာကတိတ်နာတာပဲဘိုးအာလာဘကကမြေပုံကိုကြည့်ရင်စိုးရင်ဒီအမူအရာဖြင့်ပြောလိုက်သည်စိုးရင်စရာမရှိပါဘူးသူ့ရဲ့အကြံစီကိုလူတိကုန်ပြီဆိုတာသိသွားရင်စေရုဒ္ဒရာနိုင်ငံတော်ကိုလောက်ကြံဖို့ကိစ္စဟာနောက်နေသွားနိုင်တယ်ဒီရတော်တွင် စေရုဒ္ဒရာနိုင်ငံ စန္ဒာရီဝေဘုရင်မကိုအငိုက်မမိရအောင်တတိပေးဖို့အရေးကြီးတယ်။ဒါထက်ဟောဒီငွေကြုပ်ကလေးကြကြံရိုက်ခဲ့တဲ့စစ်တီတော်ကိုမင်းတို့မြင်ရင်မှတ်မိနိုင်ပါမလား။ဘူနာနာကမေးလိုက်သည်။လူကိုမမှတ်မိတော့သူ့လက်ကိုကောင်းကောင်းကြီးမှတ်မိပါလေ။ဘူနာနာကဘုန်းကြီးမျိုးကပြန်ပြောလိုက်သည်။သူ့လက်မှာဘလို့အမှတ်အသားရှိလို့လဲ။လက်တန်းတစ်ချောင်းပြက်နေတယ်။လက်ဝဲလားလက်ရလား။လက်ဝဲလက်လက်တန်းမှာကျွန်တော်မျိုးတည်တည်ကြကြမှတ်သားထားပါလေ။ ဘုန်ဒီမျိုးကပြန်ပြောလိုက်ရာဘုန်နန္ဒသည်အတန်ကြာစဉ်းစားနေပြီးလက်ထဲတွင်ကင်သာထားသည့်မြေပုံကိုပြန်လိုက်လိုက်ပြီးငွေကြီးတော်ထဲသို့ပြန်သွင်းလိုက်ပြီးလည်းရင်ခါးကြားတွင်ညှက်ထားလိုက်သည်ဒီနေ့လာဇန်ဆက်နေရမဟုတ်လားဘုန်နန္ဒကမေးလိုက်သည်ဟုတ်ပါတယ်အာလာဘကကပြန်ပြောလိုက်သည် လာဇန်ဆက်နေရနေဆိုရင်လကောင်းကောင်းတာမှာပဲအခုတို့လာတာတဲ့ညမှာတေလာခရီတောင်ကိုငါသွားပြီးစုံစမ်းကြည့်ရင်ကောင်းမယ်ထင်တယ်ဘုန်နန္ဒကပြန်ပြောလိုက်သည်ဆရာသွားလို့ဖြစ်ပါမလားဒီနေရာကဘလူးတပတ်တွေရှိတယ်ဆို ဘုန်နေမျိုးကအကြောက်ကြောက်နဲ့တတိပေးလိုက်သည်ဘလူးတပတ်တွေရှိတယ်ဆိုတာငါမယုံဘူးဘလူးတပတ်တို့ရှိရင်ကြောက်စရာမလိုပါဘူးဘလူးတပတ်ဆိုတာလူတွေမြင်မှ မဟုတ်ပဲအလင်းငုံမှချိုးပြီးစားလိုက်မှဖြစ်ဒုက္ခပဲလူလူချင်းဆိုရင်ကျွန်တော်နည်းနည်းကလေးမှမကြောက်ဘူးဒါပေမဲ့တရဲတပတ်ဆိုတော့မမြင်ရလို့တကယ်ကိုကြောက်တယ်တရဲကြောက်တယ်တော့ဘုန်နေမျိုးကပြန်ပြောလိုက်ပြန်သည်ဘလူးတပတ်ကိုကြောက်နေစရာမလိုဘူးတီလာရှိတဲ့လူဆိုရင်ဘလူးတတော်ဝမျိုးကိုမှရမမှုနိုင်ပါဘူး ဆရာကပဋိစိတ်အာကုန်းနဲ့ပြောနေတာကိုဒါပေမဲ့လူရဲ့ကံဆိုတာမပြောနိုင်ဘူး။ကံနှိမ့်တဲ့အခါကျုံရင်ဘလူးစားခံရလိမ့်မယ်။ဒီနေရာကိုတော့မသွားပါနဲ့ဆရာရဲ့။ဘုန်းနေမျိုးကဟန်တားလိုက်ပြန်ပြီ။ဘာလဲမင်းကယောက်ျားဖြစ်ပြီးတတ္တိကြောင့်ကလား။မင်းမလိုက်ရရင်နေရခဲ့တော့ငါတော့ဆရာနဲ့လိုက်သွားမယ်။ဘိုးအလာဝကကဓားကိုဝင့်ပြီးပြောလိုက်သည်။ငါလည်းလိုက်မှာပဲဘလူးမပြောနဲ့ဘလူးဖိုးအိမ်တော်ငါမကြောက်ဘူး။ ကျော်စီရကဝင်ပြီးပြောလိုက်ပြန်သည်ငါကလည်းလူလူချင်းဆိုရင်ဘသူကောင်မှဗိုလ်ထားတဲ့ကောင်မဟုတ်ဘူးဆိုတာမင်းအသိပဲဒါပေမဲ့ဘလူတပတ်ဆိုတာငါတို့မြင်နိုင်တာမဟုတ်လို့အလက်မှာဂုံချိုးခံရမှာဆိုလို့ပြောနေတာဘလူကောဘာမို့လို့ကြောက်ရမှာလဲဘလူမို့လို့အာလာဝကဆိုတဲ့အမည်ကိုမှဲ့ထားတာကွာမင်းကောင်မင်းနေမျိုးဆိုပြီးတတိဒီလောက်နေရင်နာမည်ပါပြောင်းလိုက် အာလာဝကကရင်ကော့ပြီးပြောလိုက်သည်ဘာလဲမင်းကငါ့ကိုတတိနေတယ်လို့ထင်သလားလာလေတတိရှိရင်ဒီနေရာမှာတပွဲတလန်စမ်းကြရအောင် ဘုံနေမျိုးဒီမခန့်ချင်စိတ်ပေါက်လာတဲ့ဖြစ်ရင်ဒံအိမ်မဓာတ်ကိုဆွဲထုတ်လိုက်ပြီမိုက်လာကြည်လားဘာဖြစ်လို့အချင်းချင်းအကဲဆန်းကျင်ရတာလဲတတိကိုအလွဲသုံးသားမလို့ရှင်ဆန်းပါနဲ့နေမျိုးကလည်းတီးခံအာလာဝကကလည်းမခန့်ချင်အောင်ရံမဆနဲ့ဘုံနာနာကကြားမှဝင်ပြီးဖြန့်ဖြေးလိုက်သည်ကျွန်တော်ကရံဆတာမှမဟုတ်ပဲသူကကြောက်စရာမဟုတ်တာကြောက်နေတာကိုဘိုးအာလာဝကကစံကြေပေးလိုက်သည်လူလူချင်းဆိုရင်ဘသူကောင်မှဘူးမထားဘူးဆိုလို့ပြောနေတာပဲတတိရှိရင်ထွက်လာခဲ့ပါတော့လား ဘုံနေမျိုးတည်မကန်ခြင်းစိတ်ဖြင့်ပြန်ပြောလိုက်သည်ကဲတော်ကြပါတော့တို့တတွေရှေ့ကိုဘာလို့ရမလဲဆိုတာအစီအစဉ်ဆွဲပြီးလိုလာပြီတူတန်တို့ဘရင်ရုပ်ရဲ့ရန်သူကလည်းတိတ်ပြီးတင်းငယ်ဖို့မရဘူးဒီဘရင်ရုပ်ရဲ့အကြံစီတွေပြက်ကုန်အောင်လှုပ်ဖို့တို့မှတောင်းဝန်ရှိတယ်ဘုံနန္ဒကဂျာမဝင်ပြီးပြောလိုက်မှအားလုံးငြိမ်သက်စွာနားထောင်နေကြပြီဒီမင်းတို့တတွေဟာတောပုံးနေဆိုပေမဲ့တစ်ချိန်တုန်းကဆိုရင်မျိုးစားကြီးတွေရဲ့သားတော်တွေဖြစ်ကြတယ်ဆိုတာကိုလည်းဘယ်တော့မှမမေ့ကြနဲ့ မင်းတို့ရဲ့တိုက်ခါကိုမင်းတို့စောင့်ထင်းကြဖို့လေတတိမမေ့ကြနဲ့ပြီးတော့မင်းတို့တွေဟာတစ္ဆာဖောက်တုတ္တနုရဲ့ရန်ကြောင်တော်တွင်မှာလာပြီးခေလုံနေရတယ်ဆိုတာကိုအမြဲတည်းရပြီးဘဝတူအချင်းချင်းရံမဖြစ်ကြနဲ့စီစီလုံးလုံးညီညီညွညွနဲ့ညီအကိုအရင်လိုတယောက်ကိုတယောက်အကြောင်းချင်းရင်ကိုညီဖို့တတိမမေ့ကြနဲ့မင်းတို့တွေတော်တဲ့ဒုက္ခရောက်နေတာကိုမကြည့်ရလို့ငါကိုယ်တိုင်မင်းတို့နဲ့အတူအပင်ပန်းခံပြီးလာနေတာကိုမင်းတို့သိသားပဲမဟုတ်လား ဘိုးအလာဝကကအခြေကခေါင်းဆောင်ပြီးပြောလိုက်ရာဘိုးနေမျိုးနေဘောကျော်စရာတို့ကတတန်းနေပြောဆိုကဂတိတစ္ဆာပြုကြပြီသည်ကဲဒီနေ့ကစပြီးမင်းတို့အချင်းချင်းဘယ်တော့မှရမဖြစ်ကြနဲ့သူတပားကိုလည်းအเจ้าမက်တသက်နှိမ့်ဆက်ကလူမပြုကြနဲ့အချင်းချင်းသီးခံတယ်လို့သူတပားအပေါ်မှာလည်းသီးခံကြရမယ်ရန်ကိုရန်ချင်းတုံ့ပြန်ရင်ရန်စတာပွားမယ်မိကိုလောင်စာနဲ့ညှိမ့်တက်လို့မရနိုင်ဘူးမိကိုရေစင်နဲ့ညှိမ့်တက်မှရမယ် ဘုဏ္ဏနာကနှလုံးရင်နှန်းကိုရှမှတ်ပေးနေတော်သည်ဆရာပြောတာကိုကျွန်တော်တို့သဘောပေါက်ပါတယ်ဒါပေမဲ့တခါတခါကြတော့မခံကျင်စိတ်တွေပေါက်လာပြီးကျွန်တော်တို့ကိုရန်စားတဲ့လူမှန်ရင်ပြန်ပြီးလက်စားချင်တဲ့စိတ်တွေပေါ်ပေါက်လာပါတယ်ဘိုးကျော်စရာကပြောလိုက်သည်အဲ့ဒီစိတ်တွေပေါ်လာတဲ့အခါတိုင်းမျိုးတိတ်ပြရမယ်တတိဆိုတာကကိုကနိုင်တဲ့သူကိုအနိုင်ကျင့်တာကိုတတိမဟုတ်ဘူးကိုရန်သူကိုပြန်ပြီးလက်စားချင်တာကလည်းတတိမဟုတ်ပြန်ဘူး ကိုကိုကိုဘလို့ပဲနှိမ့်ဆက်နှိမ့်ဆက်ကို့အပေါ်မှာဘလောက်ပဲမကောင်းကြင်ကြင်ကိုက ခန္ဓာရင်ရှိတာမျိုးကိုမှတက်တည်လို့ခေါ်တယ်။သူများကိုအနိုင်ကျင့်တာကလွဲတယ်။သူများကအနိုင်ကျင့်တာကိုခန္ဓာရင်ရှိဖို့ကမလွယ်မြန်ဘူး။ကဲဒါတွေပြောနေလို့လည်းမပြီးသေးဘူး။တို့လှုပ်ဆရာရှိတာတွေလှုပ်ဖို့တိုင်ပင်ဆရာရှိတာတွေတိုင်ပင်ကြရအောင်။ကျွန်တော်တို့ကိုဆရာထားကျင်တဲ့နေရာမှာထားပါ။ဆရာအကျိုးကိုအသက်နဲ့လင်းပြီးစောင့်ရွက်ဖို့အသင့်ပါပဲ။အာလဝကကရင်ကော့ပြီးပြောလိုက်ပြန်သည်။ ငါတပည့်တွေဟာတစ်ချိန်လုံးကဆိုရင်မျိုးသားကြီးရဲ့သားတော်တွေဖြစ်ကြတယ်မဟုတ်လားဟုတ်ပါတယ်တဝနနိုင်ငံတော်မှာဆရာခမဲတော်မဟာဘောဂဘုရင်ထီနန်းစုစံတော်မူစဉ်ကတဝနနိုင်ငံတော်နဲ့အစိတောဒရာနိုင်ငံတော်ဟာမဟာမိတ်နိုင်ငံများအဖြစ်ရွှေလန်းငွေလန်းဖောက်ခွဲကြတာကိုမှတ်မိသေးကြတယ်မဟုတ်လားကောင်းကောင်းကြီးမှတ်မိသေးပါတယ်အဲ့ဒီတော့ငါတပည့်တွေတဲကစေတုရာနိုင်ငံတော်ကိုရောက်ဘူးပေါ့ဘူးတဲ့သူမရှိဘူးမဟုတ်ရှိဘူးတယ်မဟုတ်လား ကျွန်တော်တော့တခါရောက်ဘူးပါတယ်ဒါပေမဲ့နှစ်နှစ်ဆက်ဆက်တော့မရောက်ဘူးခဲ့ပါဘူးအာလာဘကကပြန်ပြောလိုက်သည်နေမျိုးကကျွန်တော်ကတော့စစ်ထုတ်တော်နိုင်ငံတော်ကိုခမဲတော်နဲ့အတူတနင်္လာလောက်နေခဲ့ဘူးပါတယ်အဲ့ဒီအချိန်တုန်းကဆိုရင်ကျွန်တော်နဲ့ခမဲတော်ဟာတူဝနနိုင်ငံတော်ရဲ့တဏ္ဍမန်တော်အဖြစ်နဲ့သာစစ်ထုတ်တော်နိုင်ငံတော်မှာတွားရောက်အမှုထမ်းရွက်ခဲ့ပါတယ်စစ်ထုတ်တော်ဘရင်မဆန္ဒတေဝီဘရင်နဲ့ကိုရင်းနှီးခဲ့ရလား ထိုချိန်ခါကဘယင်မဟာတိုင်မင်ဆန်ဖြစ်တာရှိပါသေးတယ်တိုင်မင်ဆန်ဖြစ်တဲ့အတွက်နိနိကကမမြင်ဘူးခဲ့ပါကြော်စီရကရောကျွန်တော်ရဲ့မဲတော်ဟာစေတုဒ္ဒရာဘယင်ရဲ့နန်းတွင်းသူတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ငယ်စဉ်ကစေတုဒ္ဒရာဘယင်ရဲ့တမီးတော်စန္ဒာဒီဝီနဲ့နိနိကကနေခဲ့ဘူးခဲ့ပါလေကျွန်တော်ရဲ့မဲတော်ကွယ်လွန်ပြီးတဲ့နောက်မှာကျွန်တော်တို့သားအဖသူဝနနိုင်ငံကိုပြန်လာပြီးသူဝနဘယင်ထံမှာအမှုတော်ထမ်းရွက်ခဲ့ခြင်းဖြစ်ပါတယ်အင်းဒီလိုဆိုရင် အတော်ပဲကဲကြော်စီရ မင်းကိုယ်တိုင်စေတုဒ္ဓရာဘုရင်မထံတွားရောက်ခါစားပါငယ်စဉ်ကအဖြစ်ပြက်တွေကိုပြောပြပြီးအပားတော်မှာအမှုတော်ထမ်းရခွင့်ရအောင်ကြိုးစားရမယ်ယင်းနေ့လာတဲ့အခါမှာသာနာတိဝီဘုရင်မကိုတုဒ္ဓနုဘုရင်ရုပ်ကအသေးရရအရှင်ရရလက်ရတိမ်ပိုက်ဖို့တချိုတွေလွတ်ပြီးအတွင်းကျိတ်ကြိတ်ကြံစီနေတယ်ဆိုတာကိုတန်တော်ဦးတင်ရမယ်ပြီးတော့ငါကိုစားဆန္ဒရီဝေဘုရင်မကိုအသက်ပေးပြီးကာကွယ်ရမယ်။ငါလည်းမကြခင်လိုက်လာခဲ့ပါမယ်။ ငါမလာခင်ဆက်ချားမှာစန္ဒာရီဝီဘယင်မကိုဘေးမတိယံမခအောင်နေညမပြက်အလိမပေးပဲစောင့်ရှောက်ရမယ်ဖြစ်နိုင်မယ်လို့ဆိုရင်မင်းနဲ့အတူဘိုးအာလာဝကနဲ့ဘိုးနေမျိုးကိုပါခေါ်သွားပေါ့ဘိုးနန္ဒသည်ကြော်စီရအာမှာကြလိုက်ပြီယာဘိုးနန္ဒဘိုးကြော်စီရသည်ဆရာစကားကိုလေးလေးနက်နက်မှတ်သား၍နေပေသည်ကဲမင်းတို့လည်းစကန်းကိုပြန်ကြအချိန်လည်းမရှိတော့ဘူးငါလည်းဒီနေ့ညတေရာဂေတိတောင်ထိပ်ကိုသွားပြီးစက်နီးနာကြည့်လိုက်အောင်မယ်ကျွန်တော်တို့မလိုက်ခဲ့ရဘူးလား မလိုက်ပါနဲ့ငါတယောက်တည်းသွားတာကပို့ပြီးတော့ဘေးကင်းပါလေကဲမင်းတို့စကံကိုမင်းတို့ပြန်ကြတော့ဘုန်းနန္ဒသည်တပည့်များအားမှာကြခဲ့ပြီးတဲ့ရင်တေလာကလေးတောင်ထိပ်ရှိရာအနောက်ဖက်စုစုသို့မြင်းလိမ်မာကြီးစီးကတဖြည်းဖြည်းထွက်ခွာ၍လာခဲ့ပြီသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းလေးစီစဉ်နေဆက်မှုကိုအီမာတင်ခက်တာခဏရန်နာခွင့်ပြုပါခင်ဗျာနားစဉ်အားပြကြသူညီကောင်မောင်တို့များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာညီကောင်မောင်တို့များအားလုံးစိတ်ချမ်းသာကိုကြမ်းမှာရှိကြပါလိမ့်ခင်ဗျာ